အဲကြောင့်အရေးထူသွားတာ land resilience လို့နာမည်ပေးထားတယ်။ပါလာတာမဟုတ်ဘူး။အဲခဏခဏတွေးရတဲ့ဘဝတသက်တာအတွေ့အကြုံရာကဒီလိုလုံးမဖြစ်မှာမလို့ဆိုပြီးတော့အဲ့ဒီ resilience ကိုသူကသင်ယူလိုက်တာပဲရှိတာပေါ့နော်။မခံရလို့မဟုတ်ဘူး။အရေးထူတာမဟုတ်ဘူး။အဲ့ဟာတခုကိုကျွန်မဖတ်ရတယ်။အဲ့နည်းနည်းလေးစိတ်မကောင်းဖြစ်မိတယ်။ဘာလို့ကိုကပြောဆိုဘူးလို့ပေါ့နော်။ကိုအားလုံးပဲမင်္ဂလာပါ။ဒီမှာကိုချင်းရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ ဒီပတ်ကျမပြောမယ့်အကြောင်းအရာက ADHD အကြောင်းဖြစ်ပါတယ်ပေါ့နော်ပြောနေကြဗီဒီယိုတွေနဲ့မတူတာတခုက ADHD ကကျမနားလေတက်ကြွတဲ့ subject မဟုတ်ဘူးပေါ့နော်ပုံမှန်အဖြစ်ဆိုရင် ကျမ personal development နဲ့ပတ်သက်တာတွေပြောလို့ရှိရဲအဲ coaching နဲ့ပတ်သက်တာတွေနောက်ဒီ corporate လုပ်ငန်းခွင်နဲ့ပတ်သက်တာတွေနော် learning နဲ့ပတ်သက်တာတွေအဲ့ဒါမျိုးတွေကျမပြောလို့ရှိရဲပေါ့နော် now စီးပွားရေး marketing အဲ့ဒါမျိုးတွေပေါ့ဒီတစ်ခေါက်မှာတော့ ADHD ဆိုတာဟာ တကယ်ကသူ clinical ပေါ့နော်ဆေးပညာနဲ့လည်းသက်ဆိုင်တယ်အထူးသဖြင့်အ neuroscience လို့ခေါ်တဲ့ဒီအုံနှောက်ကိုလေ့လာတဲ့ beta နဲ့လည်းသက်ဆိုင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒါတွေကကျမရဲ့ကျွမ်းကျင်ရာကျွမ်းကျင်ကြောင်းနေမဟုတ်ဘူးအမ်ဘာဖြစ်လို့ပြောချင်တာလဲဆိုတော့အိတ်မကြသေးခင်ကကျမက online မှာဒီ ADHD နဲ့ပတ်သက်ပြီးတော့အဲကျွန်မသိကျင်တာလေးတခု research လုပ်ဖြစ်တယ်ပေါ့နော်အဲလုပ်ဖြစ်တဲ့အချိန်မှာအဲကျွန်မအရင်ကသိထားတဲ့ဟာတခုကနည်းနည်းလေးနားလည်မှု လွဲနေတယ်တချို့ဟာလေးတွေပေါ့နော်အာငါဒီလူတွေပေါ်မှာပို့ပြီးတော့နားလဲပေးခဲ့ရင်ကောင်းပါပဲဆိုတော့စိတ်လည်းဖြစ်လာတယ်ပေါ့နော်အဲ့တော့ဟိုတကယ်ဆိုရင်ဒီမ ADHD အကြောင်းကိုငကိုယ်တည်းကလည်းသိတယ်သိပေမဲ့လည်းအာနားလဲမှုလွဲနေတာလေးတစ်ချက်တစ် တစ်ချက်ပါပဲအများကြီးမဟုတ်ဒီတစ်ချက်ကြောင့်ပေါ့လေနော်အာဒီ ADHD ရှိတဲ့လူတချို့အပေါ်မှာကျွန်မနည်းနည်းလေးသီးမခံပေးလိုက်မိတဲ့အရာလေးတွေရှိတယ်။အဲ့ဒါလေးကိုအခုမှဒီစာနည်းနည်းဖတ်မိတဲ့အခါမှာနည်းနည်းလေးနောင်တရမိခဲ့ပေါ့နော်။အဲ့တော့ကျွန်မဒီအကြောင်းကိုပြောချင်လာတယ်နော်။အဲစိတ်ဝင်စားတဲ့ကိုတိုင်းလည်းစိတ်ဝင်စားမိသွားတဲ့ topic တစ်ခုအနေနဲ့အဲကိုပတ်ဝန်းကျင်မှာလည်းကြုံရတဲ့အတွက်ကြောင့်မလို့ပေါ့နော်။မသိတဲ့သူတွေများရှိခဲ့ရင်ဆိုပြီးတော့ပြောပြတာဖြစ်ပါတယ်။အဲအခုကျွန်မပြောမဲ့ information knowledge တွေဟာမပြည့်စုံတာတွေဖြစ်နိုင်တယ်ပေါ့နော်အာဒါပတ်ပတ်လေကနေတေချာလေးလေ့လာပြီးတော့တင်ပြထားတာမဟုတ်ပါဘူးလုံးလုံးဝတာမန်အရက်သူတယောက်အနေနဲ့ကိုကြုံတွေ့ရတဲ့ဟာလေးကိုကို online ပေါ်မှာဖတ်မိတဲ့လောက်ကိုပြန်ပြောပြတာဖြစ်ပါတယ်ဒါဟာလုံးဝ expert opinion မဟုတ်ဘူးဒါကြောင့်မလို့ဒီ video ကိုနားထောင်ပြီးတော့ ADHD ကိုတက်ကြွသွားပြီးတိသွားပြီးလို့တွေးလို့မရသလိုကျမစကားကိုလည်း100%လုံးဝယုံလိုက်လို့မရဘူးပေါ့နော်ဒီထက်ပိုပြီးတော့သိကျင်နေဆိုလို့ရှိရင် ကိုယ့်အကူရှာပြီးတော့ဖတ်ပါပေါ့နော်ဒါကကျမရဲ့ expert opinion လုံးဝမဟုတ်ဘူးဆိုတာလေးကိုအရင်ဆုံး claim လုပ်ချင်ပါတယ်ပေါ့နော် ADHD ရဲ့အရှိကနော် attention deficit hyper activity disorder လို့ခေါ်တယ်ပေါ့နော် neurodevelopmental disorder ပေါ့နော်အုံနှောက်ရဲ့ဖွံ့ဖြိုးမှုအုံနှောက်လှုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးတော့ပုံမှန်မဟုတ်ခြင်းလို့မြန်မာလိုဘာသာပြန်လို့ရမယ်လို့ထင်တယ်ပေါ့နားလည်မှုမလွဲရမှာကဒါကစိတ်ရောဂါမဟုတ်ဘူး intelligence ပေါ့ဉာဏ်မကောင်းတာအဲ့လိုမျိုးလည်းမဟုတ် attention PPCC ပေးနိုင်တာနောက်တစ်ခုက energy management နောက်ဆုံးတစ်ခုက self regulation ပေါ့ ADHD ရှိတဲ့လူတွေကြတော့ပုံမှန်လူတွေထပ်ပို့ပြီးတော့ self regulate ကဘယ်လိုလုပ်ရလဲဆိုတာကိုတိတိတိုင်အောင်လုပ်လို့ခတ်မယ်ဆိုတဲ့သဘောပဲဒါမှမဟုတ်လုပ်လို့မရတာပဲဖြစ်ဖြစ်လည်းဖြစ်နိုင်တယ်ပေါ့နော်ကျမနားလည်မှုလွဲသွားတဲ့အချက်ကပါလဲဆိုတော့ ADHD ရှိတဲ့လူတွေကအဲကျမအရေထူတယ်လို့ကျမထင်တယ် thick skin ပေါ့နော်ခံနိုင်ရည်တအားရှိတယ်လို့ကျမထင်တယ်ထင်ခဲ့တယ် ADHD ရဲ့ပြဿနာက ်သူက energy ကို manage မလုပ်နိုင်ဘူးမလုပ်နိုင်တဲ့အတွက်ကြောင့်မလို့သူ့မှာ energy တွေအရင်များနေတဲ့အခါအဲတခါတလေကြရင်အဲ့လိုမျိုးကြုံဘူးတယ်ပေါ့ကိုမိတ်ဆွေတွေမှလာရှိဘူးလို့ယောက်ျားလေးဆိုရင်လေပို့ပြီးတော့အဲ့ energy management ယောက်ျားလေးတွေမှာပို့ပြီးတော့တွေ့ရတယ်တအားစိတ်လှုပ်ရှားပြီဆိုလို့ရှင် ထအော်တာတို့ဘာလို့ဖြစ်တယ်အဲ့ဒါကိုကိုကိုတိုင်းလဲကိုရဲ့အနီးနားမိတ်ဆွေတွေမှာကြုံဘူးတယ်အရန်ပျော်ရင်ထအော်တာတို့အဲ့လိုမျိုးကားမောင်းတဲ့အခါကျရင်တယောက်ယောက်ကကိုကိုလာပြီးတော့ ကားပြိုင်မောင်းတဲ့အခါအဲ့လူကိုအဲ့လိုမျိုးနည်းနည်းလေးဟိုပေါ့ပြန်ပြီးတော့ competitive ဖြစ်တာပေါ့ပြန်ကားကားကိုပြန်မောင်းတယ်လိုက်ပြီးတော့ပြိုင်မောင်းတယ်ပေါ့နော်အဲ့တော့ကားအတူတူစီးရတဲ့လူကနည်းနည်းလန့်တာကြောက်တာတွေဖြစ်တယ်အဲ့လိုမျိုးတွေဖြစ်ခဲ့ဘူးတယ်ပေါ့နော်ယောက်ျားလေးတွေမှာပေါ့ ADHD ကြောင့်မို့လို့ဒီ organize မဖြစ်ဘူးဥပမာချိန်ထားတာတွေပြတ်တယ်သူကအချိန်ကိုအဓိက manage မလုပ်နိုင်တာပေါ့နော်ဟိုဥပမာဒီတရက်မှာ available ဖြစ်တဲ့အချိန်၈နာရီရှိတယ်။အဲ့ဒီ၈နာရီထဲမှာ လုတ်စရာ task က၅ခုရှိတယ်ပေါ့နော်။တစ်ခုကိုအချိန်ကဘယ်လောက်ကြာမလဲ။စသဖြင့်အဲကျမတို့အချိန်ဆိုတာအဲ့လို manage လုပ်ရတာပေါ့နော်။ပြီးတော့အဲ့မှာမှဒီတစ်ရက်အတွင်းမှာဆိုရင်ဘယ် task ကအရေးကြီးတယ်အဲ့ဒါကိုအရင်လုပ်ရမယ်နော်။ကို့မှာ appointment တစ်ခုရှိနေတယ်ဆိုရင်အဲ့ဒီ appointment ကတနာရီမှာရှိနေတယ်ဆိုရင်ပထမအလုပ်ကိုတနာရီထက်မရောက်ခင်15မိနစ်လောက်ကြိုပြီးတော့တခြား appointment တစ်ခုကိုပြီးမှဖြစ်မယ်။စသဖြင့်ဒါ time management လို့ဟာမျိုးပေါ့။ အဲ့ဒါကိုကျမတို့လိုမျိုးပုံမှန်လူကအဲ့ဒါကိုလုံနိုင်ပေမဲ့ ADHD ရှိတဲ့လူကအဲ့ဒီ organizing ကိုသူတို့မလုံနိုင်ဘူးလို့ပြောတယ်။အဲ့ဒါငကိုတဲ့ကလည်းကျမသိတော့သိတယ်။ဒါမဲ့ကိုနဲ့ appointment လုပ်ထားတဲ့ဥစ္စာကိုအဖြတ်ခံရတဲ့အခါကျရင် annoying ဖြစ်တယ်နော်။ဟိုစိတ်နှောက်ယှက်ဖြစ်တာမျိုးတွေရှိရဲ။နားလည်မှုလွယ်ဖို့အရန်လွယ်တယ်။သူ့ကိုလည်းတစ်ဖက်လူကနားလည်မှုလွယ်သွားဖို့သူကအရန်လွယ်တယ်။ तू ကလည်းတခြားလူတစ်ယောက်ကိုအလွယ်တကူနားလည်မှုလွယ်တယ်ပေါ့နော်။အဲ့ဒါဟာ ADHD မှာကြီးမားတဲ့ဟို ဟိုပြဿနာတစ်ခုပေါ့နော်နားလည်မှုလွဲကြတယ်သူနဲ့တခြားလူတယောက်နဲ့နားလည်မှုလွဲကြအဲ့လိုမျိုးอ่ะခဏခဏဖြစ်တယ်ပြဿနာခဏခဏဖြစ်ရလိမ့်မယ်ဒီမှာ ਨੇ အဲ့လိုမျိုးစကားအတိုက်ဆိုင်လေးတွေဖြစ်ခဲ့ဘူးတဲ့အဓိကပြဿနာကတော့အဲ့လိုမျိုးပေါ့ဟိုစကားပြောထားပြီးတော့ဟိုမတီတာပေါ်မလာတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေအဲ तू ကတော့ဒီဥစ္စာသူ့ရဲ့ time management issue လို့ तू ပြောရဲပေါ့နော်ပြီးတော့ဥမာအတူတူအနေရာတစ်ခုသွားကြပြီဆိုရင်ဟိုစကားပြောနေရင်ねကိုစကားပြောနေရဒီမှာပြောပြောနေရတန်းလန်းကြီးね ကြည်နေရင်းနဲ့ဘာမှလည်းမပြောဘဲထွက်သွားတာမျိုးတွေဖြစ်တယ်။ attention မပေးနိုင်တာပေါ့။ attention ကိုအကြာကြီးပေးပြီးတော့လုံးဝမဲ့ဟာဆိုသူကမလုံနိုင်ဘူး။ဘလို့မှမလုံနိုင်တာ။အဲ့ဒါက reason ပေးပြီးတော့မလုံချင်လို့မလုံတာမဟုတ်ဘူး။ तू ကမလုံနိုင်တာ။အဲ့ဒါကလည်းအပြင်လူအနေနဲ့ကြတော့နားလဲပေးရတာနည်းနည်းခက်တယ်ပေါ့နော်။အရေးကြီးတဲ့ကိစ္စဒီစကားကပြောမှဖြစ်မှာဘာဖြစ်လို့ငေါ့ကြည့်ပြီးတော့ attention မပေးရလဲဆိုတဲ့ဟာကိုနားလဲဖို့နည်းနည်းခက်တယ်။ ဒါပေမဲ့သူတို့ကအဲ့ဒါတကယ်မလုံနိုင်တာသူတို့ရဲ့အုံနောက်အလုံးလုံးပုံရအဲ့ဒါမလုံနိုင်ဘူးလို့ပြောရဲပေါ့နော်ပြီးတော့ main ကလေးနဲ့ယောက်ျားလေးမှဆိုရင်လည်းပေါ့နော်ယောက်ျားလေးကအာဒီ hyper activity မှာယောက်ျားလေးကပို့ပြီးတော့များတယ်ပြောရမယ်နော်ယောက်ျားလေးအဲ့ hyper ဖြစ်တဲ့ဥစ္စာပေါ့ energy အရင်ပြင်းတာ energy အရင်ပြင်းပြီးတော့ဟိုတခခုအာဒီတယောက်ယောက်ကို respond လုပ်မယ်ဆိုရင်လည်းနောက်ဖြစ်လာမဲ့အကျိုးဆက်ကိုမတွေးနိုင်ဘူးသူကချက်ချင်း respond ကိုဟိုဝုန်းဆိုလှုပ်ထဲလိုက်တယ်လှုပ်ထဲလိုက်ပြီးမှမှားွားပြီဆိုတဲ့ဟာကိုသိတာမျိုး အဲအဲ့အမျိုးတွေဖြစ်တယ်ယောက်ျားလေးက main ကလေးကကြတော့ခုနကဖြစ်တဲ့ဒီ organize မဖြစ်တာတို့ attention မပေးတာတို့အဲ့ဒါက main ကလေးမှာပိုဖြစ်တယ်လို့ပြောတယ်။အဲ့တော့ तू ကငငယ်တွေကလည်းအဲဒီဟာကပါလာနိုင်တယ်ပေါ့နော်။ငငယ်တွေမှာပါလာပြီးကြီးလာတော့ပျောက်သွားလားဆိုတော့ तू မပျောက်သွားဘူး။ဒါပေမဲ့ကြီးလာတဲ့အခါကျရင်လူတွေကတဖြည်းဖြည်းနဲ့ဒီ ADHD ကိုဘယ်လို manage လုပ်ရမလဲဆိုတာကိုသိလာတဲ့အတွက်ကြောင့်မို့လို့ နည်းနည်းကိုယ့်ဟာကို manage လုပ်တယ်ကွယ်နော်အရင်ငငယ်တုန်းကဆိုလို့ရှိရင်ကိုယ့်ဟာကိုယ့်ဟာကိုဟို landing လည်းမလုပ်နိုင်ဘူး manage လည်းမလုပ်နိုင်တဲ့အတွက်ကြောင့်မလို့အပြင်ကမြင်ရတယ်သူ့ရဲ့အခက်ခဲကိုအပြင်ကိုပေါ်တယ်ပေါ့ဒါပေမဲ့အသက်ရွယ်ကြီးလာရင်ကြီးလာသလားကို effort ထုတ်ရင်ထုတ်သလားအာဒါကိုထိန်းထားတဲ့အတွက်ကြောင့်မလို့တော့နည်းနည်းလေးယော့သွားတယ်လို့မြင်ရတယ်အပြင်က ဒါပေမဲ့အတွင်းမှာတော့သူကဒီအတွက်ကိုသူတအား manage လုပ်နေရတယ်လို့ပြောတယ်ပေါ့နော်။ယောက်ျားလေးတွေကပို့ပြီးတော့အလွယ်တကူ diagnose လုပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ယောက်ျားလေးကအများသောအားဖြင့်သူတို့ရဲ့ပြဿနာကအဲ့ဒီ hyperactivity ဖြစ်လေရှိတယ်။ main ကလေးကတော့ inattentive ပေါ့နော်။ဟိုအာယုံမစိုက်နိုင်တဲ့ organize မလုပ်နိုင်တဲ့ဘက်ကို main ကလေးကပို့သွားတယ်။အဲကြောင့်မလို့အဲ့ဒီ organize မလုပ်နိုင်တာ inattentive ဖြစ်တာကြတော့သူကသူတယောက်တည်း manage လုပ်လို့ရတဲ့အရာဆိုတော့အပြင်ကနေသူ့ကိုတိတ်မမြင်ရဘူးဖြစ်တဲ့အတွက် diagnose လောက်တာမှာကြတော့အရေးအတွက်မှာ main clinic နဲ့ယောက်ျားလေးအရွယ်ရောက်ပြီး main clinic နဲ့ယောက်ျားလေးမှာကြတော့ယောက်ျားလေးကိုပို့ပြီးတော့ diagnose လုတ်ဖြစ်သွားတယ်လို့ပြောတယ်ပေါ့နော် main clinic ကရှိနေမှန်းကိုမသိရဘူးပေါ့ကျမရဲ့ဒါနားလည်မှုလွယ်ချင်းရပါလဲဆိုတော့ကျမကသူတို့ကို thick skin ရှိရဲ့အရေးထူတယ်လို့ထင်တယ်။ဘာဖြစ်လို့အဲ့လိုထင်တာလဲဆိုတော့သူတို့ဟာသူတို့ရဲ့ career မှာသူတို့ရဲ့ဘဝမှာ အောင်မြင်ကြတယ်။ကျမမြင်မှုသမီးလူတွေကတော့အောင်မြင်ကြတယ်နော်။ ADHD ရှိတယ်မို့လို့ဆိုပြီးတော့ ဟိုဘာမှတော့သူ့ဘဝမှာချိုးတက်နေတာမရှိဘူးအောင်မြင်ကြရတယ်တခုပဲ personal life လေးသူတို့အစင်မပြေကြတာကိုတွေ့တယ်ပေါ့နော်အာအခုပြောသွားတဲ့ဒီအခက်ခဲတွေကြောင့်လည်းဖြစ်နိုင်တယ်ဖြစ်နိုင်တယ်လို့မြင်ရတယ်ပေါ့နော်တိုက်ဆိုင်မှုတခုလည်းဖြစ်နိုင်တယ်လူတိုင်းတော့ဟုတ်ချင်မှာဟုတ်မှာပေါ့အခုကျမမြင်ဘူးတဲ့လူတွေမှာတော့အဲ့ဒီပြဿနာရှိတာကိုတွေ့ရတယ်ပေါ့နော်ဒါမဲ့အလုတ်ခွင့်မှာအောင်မြင်တယ်အလုတ်ခွင့်မှာအောင်မြင်တယ်ဆိုတော့အာ ဒီแท้ကတယောက်ကဗောနော်အခုပြောတဲ့ယောက်ျားလေးနှစ်ယောက်ထဲကတယောက်ကကျမရဲ့အထက်လူကြီးဖြစ်ဖူးတယ်ဗောအထက်လူကြီးဖြစ်ဖူးတော့သူ့ကိုကျမလေ့လာရတာက तू အရန်တာတဲ့အပိုင်းနေရှိတယ်ဥမာ तू ကစီးပွားရေးစကားပြောတဲ့ business စကားပြောတဲ့နေရာမှာတာတယ် investor ရှာတတ်တယ်ပြောတတ်တယ်အရန် तू ပြောလိုက်တာအရန်ကောင်းတဲ့အတွက်ကြောင့်မလို့သူ့စီမှာလူတွေလာပြီးတော့ invest လုပ်တယ်ဘယ်နေရာမှာအားနည်းလဲဆိုတော့ decision ချမဲ့နေရာမှာအားနည်းတယ်အဲတခါလေကျရင် तू နဲ့ကျမနဲ့ဘယ်လိုဖြစ်လဲဆိုတော့ ူကအဲ့ဒီ decision ကိုချပြီးမှကျမကအလုပ်လုပ်လို့ရမှာဒါပေမဲ့ तू မချဘူးအဲ့ဟာကိုဘာဖြစ်လို့ तू မချတာလဲဆိုတဲ့ဟာကိုကျမအစပိုင်းမှာနားမလည်နိုင်ဘူးပေါ့ဘာဖြစ်လို့လဲဒါတခုတော့ तू decision ချလိုက်ရင်ငါတို့နောက်ကလူတွေ లై အလုပ်လုပ်လို့ရပြီအဲ့တခု तू ပြေးရှောင်ပတ်ရှောင်နေအဲ့ရှောင်နေတဲ့ကိစ္စကိုအတင်းထိုင်ပြီးတော့ဒါလေးတော့လုတ်ပေးပါလုတ်ပေးပါလို့အဲ့လိုမျိုးရှေ့ရနေတအား pressure ပေးရင် तू က glitch ဖြစ်လာတော့ဒီလိုဖြစ်တာဒီလို glitch ဖြစ်တာပေါ့နော် तू သူ့အုံနောက်မရတော့ဘူးဆက်အလုပ်လုပ်လို့မရတော့ဘူးဆိုရင်လွတ်ပေးရတယ်သူကဟိုလိုဆိုးတဲ့လူမဟုတ်ဘူးပေါ့နော်ဟိုသူ့ကိုအရင် pressure ပေးနေလို့ပြန် order တွေဘာတွေလည်းမလုပ်ဘူးဒါပေမဲ့ clearly မြင်ရတာက तू ဆက်လုပ်လို့မရတော့ဘူးဆိုတာကိုကိုယ့်မျက်လုံးထဲမှာအသေးစားမြင်ရတယ် तू လုံးဝဆက်ပြီးတော့မစဉ်းစားနိုင်တော့ तू glitch ဖြစ်နေပြီအဲ့ဒါကိုမြင်ရတယ်ပေါ့နော်အဲအဲ့တော့မှလည်းသူ့ကိုမေးကြည့်တဲ့အခါကျတော့သူ့မှာဒီဟာ ADHD ရှိတယ်ဆိုပြီးတော့ပြောတယ်ပေါ့အဲ့တော့ तू ready မဖြစ်နိုင်နဲ့ပေါ့နော်ဒီ decision တခုကို तू ချရမယ် အဲ့ချရမယ့်ဟာကို तू အခုလောလောဆယ်မှာမတွေးနိုင်ဘူးဖြစ်နေတာတိလားဒီ decision ကိုချဖို့အတွက် तू အဆုံးထိ तू မတွေးနိုင်ဘူးအခုမတွေးနိုင်သေးဘူးပြောချင်တာကเนาะနောက်တော့ तू အချိန်နည်းနည်းပို့ယူပြီးတော့တွေးရင်တွေးမှာပေါ့အဲ့လိုဆိုရင်အဲ့ဒါကို तू attention မပေးနေတာတခုကိုပေးအောင်ဆိုပြီးတော့အတင်းလှုပ်ယူလို့မရဘူးဘလို့မှ तू မစဉ်းစားတော့တာပေါ့เนาะအဲ့အဲ့လိုမျိုးအားနေချက်လေးရှိရဲဆိုတော့ အဲအဲ့လိုမျိုးတွေနဲ့ပေါ့နော်ကို့အထက်လူကြီးပဲမဲ့လေအဲသူနဲ့ကျမနဲ့အငင်းခုန်နေ ဖြစ်ခဲ့ဘူးတယ်ပေါ့နော်အဲ့လိုအငင်းခုန်ဖြစ်ရင်အမှန်ကတချို့အချိန်တွေမှာကျမသူ့ပြန်ပြောတဲ့ဇာတ်ရည်ကလွန်နေနည်းနည်းလေးပေါ့နော်တော်တော်လေးလွန်လွန်ကျွကျွပြောမိတာရှိတယ်စိတ်မဆိုးဘူးဘယ်တော့မှလက်ခံတယ်အဲသူကဘာပဲဖြစ်သွားလဲဆိုတော့ကို့ဘက်ကအရင်ဖိပြီးပြောလို့ရှိရင် तू က response မလုပ်တော့ဘူး तू ပျောက်သွားတယ်ဒါမဲ့ စိတ်လည်းမဆိုးသလိုအချိန်တိုင်းသူပြန်လာတယ်စကားပြန်ပြောတယ်အဲ့လိုမျိုးပြန်ပြီးတော့ပုံမှန်ပြန်ဆက်ဆံလို့ရတယ်ပေါ့တူနေတဲ့ trade တခုကကိုတယောက်တည်းမဟုတ်ဘူးဒီလူတွေကတခြားလူတွေစီမှာလည်းသူတို့အဲ့လိုအခြေအတင်အရန်အပြောခံရတယ်အပြောခံရတဲ့အကြောင်းရင်းကဘာလဲဆိုတော့တီးခံရနည်းနည်းခက်တယ်တအားတီးခံပေးရတယ်ตาติขันไปอ่ะเหรอโหပြောနေရင်းเนี่ยเปี่ยวตัวอ่ะรู้ပြောท้าได้สกาตะคูโหเป็ดตัวอ่ะรู้เอ๊ะไอ้หลุမျိုးนี่ผิดတယ် တအားအဲ့လိုမျိုး misunderstanding တွေဖြစ်တယ်အနှိုင်းဖြစ်လွယ်တယ်အနှိုင်းဖြစ်လွယ်တယ်ဆိုတော့ဘေးကလူအတွက်အနှိုင်းဖြစ်လွယ်တယ်ပေါ့နော်ဟိုကိုပြောလိုက်တဲ့စကားတခုသူ့ဘက်ကယူတာမှားသွားတာတွေဖြစ်တယ်အဲပြီးတော့ကျွန်မအဲ့ဒီအကြောင်းကိုဒီ online ပေါ်မှာလည်းနည်းနည်းဖတ်မိတဲ့အခါကျတော့ပုံမှန်ထပ်ပို့ပြီးတော့လည်းသူများစီမှာသူတို့ကအပြောခံရတယ်ပြောတယ်ဘယ်လိုမျိုးလဲဆိုတော့ဥပမာစကားအရင်ဆူပြီးကြဲနေတာကို तू မသိဘူးအတန်ရင်ကျဲနေတယ်သူမသိဘူးအဲ့ဟာကိုဒါပေမဲ့ဘေးကလူကခံစားမိတဲ့အတွက်ဘာဖြစ်လို့အဲ့လောက်အကျယ်ကြီးပြောနေရလဲဆိုပြီးတော့ သူ့ကိုပြန်ပြီးပြန်ပြီးတော့ဟိုစိတ်ဆိုးရတယ်ပေါ့အဲ့လိုဖြစ်အောင်လဲသူများကိုဘေးကလူကိုချွတ်တယ်လို့ပုံစံမျိုးဖြစ်တယ်အဲကြောင့်မို့လို့လဲခဏခဏသူများစီမှာအပြောခံရတယ်ပေါ့နော်အဲ့ခါကျရင်သူတို့ပုံစံကိုကျွန်မမြင်ရတာကသူများပြောလဲခံတယ်နော်ခံနေသူတို့ခံနေပြီးတော့ဟိုမိတ်လည်းပြတ်မသွားတာတွေ့တယ်အဲ့အဲ့ trade တခုတော်တော်လေးတွေ့ရတယ်ပေါ့နော်အဲသူများ့ပုံမှာမှားမိတယ်စိတ်ဆိုးအောင်လုပ်တယ်အဲကြောင့်ဟိုဘက်ကစိတ်ဆိုးပြီးတော့ပြောဆိုလွတ်လိုက်တယ်ခံလာတယ်အဲ့ဒါကို ိုနည်းနည်းတော့သူတို့ပြန်ပြောကောင်းပြောမယ်ပေါ့နော်ဒါပေမဲ့ခံလာခဲ့တယ်ဟိုလိုမာနကြီးပြီးတော့တော်ပြီမပြောတော့ဘူးပြတ်သွားပြီအဲ့လိုမျိုးတွေမဖြစ်ဘူးသူကနော်စီးပွားရေးမှာလည်းအဲ့လိုပဲနော်ဒါ personal ကိုပြောတာ personal လဲဟုတ်ရင်ဟုတ်မှာပေါ့ကျမမြင်ရတာစီးပွားရေးမှာလည်းအဲ့လိုမျိုးပဲတော်တော်လေးတီးခတ်နေလက်အောက်ငယ်သားကိုပါတီးခတ်တာသူကအဲ့တော့ကျမစိတ်မှာထင်လိုက်တာကသူတို့အရေးထူတယ်ပေါ့နော်အရေးထူတဲ့အတွက်ကြောင့်မလို့အာစိတ်ဆိုးအောင်လဲလုပ်တယ်ပြောလှုပ်လိုက်ရင်လည်းတီးခတ်တယ်အဲ့လိုမြင်တာပေါ့အဲ့တိတ်မကြသေးခင်တုန်းကကျမအဲ့အကြောင်းကို အာဒီဆောင်းမတပုတ်ဖတ်ရတယ်။သတိခံတာမဟုတ်ဘူး။သူ့ဘဝမှာကဟိုးအရင်တည်းကခဏခဏလူပြောခံရတယ်။ तू ကလည်းလူပြောခံရအောင်လုပ်တယ်။အဲဒါမဲ့ तू ဆိုလိုချင်တဲ့သဘောကလုပ်တယ်ဆိုတာကလုပ်ချင်လို့လုပ်တာမဟုတ်ဘူးပေါ့။ तू က ADHD ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟိုလူကအပြောခံရအောင် तू ကဖြစ်သွားတာပေါ့နော်။အဲ့လိုဖြစ်သွားတာပေါ့။အဲ့လိုဖြစ်သွားတဲ့အတွက်ခဏခဏအပြောခံရတော့ဟိုအရေးထူးနေတာ။ ဲ့လိုအပြောခံရတော့တကယ်တမ်းကျတော့သူတို့ရဲ့အုံနောက်အလုံးလုံးပုံရဆိုရင်သူများထက်တောင်ပိုပြီးတော့သူတို့က sensitive ပိုဖြစ်တာတကယ်ကပိုနုတာပေါ့စိတ်ကအာ self regulation မလုပ်နိုင်တဲ့အတွက်ကိစ္စတစ်ခုခုဖြစ်လာပြီးဆိုရင်ဒီဥစ္စာကိုစိတ်ကိုဘယ်လိုမျိုးအာပြီးသွားအောင်ကြေလည်သွားအောင်လုပ်ရမလဲဆိုတော့သူတို့ကတကယ်ကအဲ့ဒါမသိဘူးဒါပေမဲ့ဘဝတသက်တာမှာအမြဲတမ်း တဖက်လူတွေ ਨੇ ခဏခဏ misunderstand ဖြစ်ခံရတယ်အမြဲတမ်းနားလည်မှုလွဲခံရပြီးတော့ဥမာဟိုခုနကကျမပြောတဲ့ဒီစကားအရင်ကျဲ့တယ်လေဘာဖြစ်လို့အဲ့လောက်အတန်ကြီးကျဲ့နေရလဲလို့ပြောတဲ့နေရာမှာပုံမှန်လူတယောက်ကိုဆိုရင်အတန်လေးနည်းနည်း short ပေးလို့ရမလားလို့ပြောမဲ့နေရာမှာ ADHD သမားကိုကြာတော့ဘာဖြစ်လို့အဲ့လောက်ကျဲ့နေရတာလဲအာမကြိုက်ဘူးဆိုတဲ့ပုံစံမျိုးကိုပေါ်တင်အပြခံရတာမျိုးဖြစ်တတ်တယ်ဘာဖြစ်လို့လဲဆိုတော့တဖက်လူနေနဲ့ဘယ်လို dream လဲဆိုတော့ ဒီအတန်တလောက်ဆူနေတာကိုသူကသူ့ရဲ့ဒီလူကြီးတယောက်အနေနဲ့ तू မသိဘူးလားလို့တွေးစရာရှိတယ်။အဲ့လိုတွေးမိတယ်။ကိုကိုတိုင်အဲ့လိုတွေးခဲ့ဘူးတဲ့။အတန်ဆူတဲ့ကိစ္စနဲ့တော့မဟုတ်ဘူးတခြားကိစ္စနဲ့။သူ့ညံရီနဲ့သူ့အစ်စ်နဲ့ဒီဟာကို तू တွေးတတ်တယ်။ဘာဖြစ်လို့မတွေးနိုင်ရတာလဲလို့ထင်ဘူးတဲ့ပေါ့နော်အဲ့လိုမျိုးပေါ့။ဆိုတော့အမှန်ကတော့ तू ကတမင်လောက်တာမဟုတ်ဘူးပေါ့နော်။ဒါဆေးပညာရဲ့ရှင်းပြချက်အရဆိုတမင်လောက်တာမဟုတ်ဘူး။အာ तू ရဲ့ဒီအုံနောက်အလုပ်လုပ်ပုံအရက तू က organize မဖြစ်တဲ့အတွက်ကိုတွေးတယ်လို့မျိုး तू မတွေးနိုင်တာ။ ဲ့ဒီ empathy ကသူတို့ပုံမှာထားရဖို့ကပုံမှန်ထန်တဲ့ပို့ခတ်တာအဲကြောင့်မလို့သူများစီမှာခဏခဏအပြောခံရတော့ခဏခဏလဲနာရတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုနာနေတိုင်းသာလဲလူတွေအကုန်လုံးကိုဒါအဆက်အသွယ်ဖြတ်ပြစ်လိုက်မယ်ဆိုရင်ပေါင်းစရာလူလည်းရှိမှာမဟုတ်တော့တဲ့အတွက်ကြောင့်မလို့ဘသူ့ကိုမဆိုသူ့အပေါ်မှာအာသူလိုချင်တဲ့ပုံစံမျိုးနဲ့မဆက်ဆံသည်တိုင်အောင်အာနားလို့မရဘူးလှုပ်မပေးလိုက်ဘူးဆိုတဲ့သဘောပဲအဲအကြောင်းအရေးထူသွားတာသူတို့ကဒီဥစ္စာကိုဘာလို့ နာမည်ပေးထားလဲဆိုတော့ learned resilience လို့နာမည်ပေးထားတယ်။ပါလာတာမဟုတ်ဘူး။အဲခဏခဏတွေးရတဲ့ဘဝတသက်တာအတွေ့အကြုံရာကဒီလိုလုံးမဖြစ်မှာမလို့ဆိုပြီးတော့အဲ့ဒီ resilience ကိုသူကလမ်းလှုပ်လိုက်တာသင်ယူလိုက်တာပဲရှိတာပေါ့နော်မခံရလို့မဟုတ်ဘူးအရေးထူတာမဟုတ်ဘူးအဲ့ဟာတခုကျွန်မဖတ်ရတယ်အနည်းနည်းလေးစိတ်မကောင်းဖြစ်မိတယ်ဘာလို့ကိုကပြောဆိုဘူးလို့ပေါ့နော်အဲကြောင့်မလို့ကျွန်မဒီ video လေးကိုလှုပ်လိုက်တာပေါ့နော်ကျွန်မရဲ့သိတဲ့ knowledge ဟာလည်း limited ဖြစ်တယ်။ဥမာ ADHD ကိုအလုံးစုံရှင်းပြထားတာမျိုးမဟုတ်ဘူး။ In case အကယ်၍ဒီ video ကိုနားထောင်တဲ့အချိန်မှာတယောက်ယောက်ကငါက ADHD လားမသိဘူး။အဲ့ဒါဆိုရင်ဘယ်လိုသိရမလဲ။အဲ့လိုမိကုံမျိုးမေးမယ်ဆိုရင်ကျွန်မအဲ့ဒါမဖြေတတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ADHD ကအာဒီ focus မလုံနိုင်ုံနဲ့ ADHD အဲ့လိုတော့ပြောလို့မရဘူး။ဒီခေတ်မှာ focus မမိဘူးဆိုတာဟာအရင် ဖြစ်တတ်ကြတဲ့ကိစ္စပဲလीเนาะဖုန်းတွေနဲ့ laptop တွေနဲ့ဟာအရန်ကို attention နဲ့ပေးရဖို့အရန်များတဲ့ခေတ်ကြီးဖြစ်တဲ့အတွက်တာမန်လူတယောက်အနေနဲ့လည်း ADHD မရှိဘဲနဲ့လည်း attention မပေးနိုင်ဘူးဆိုတာကဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲဒီဟာဗီဒီယိုကိုနားထောင်ပြီးတော့ငါမှများ ADHD ရှိလားမသိဘူးဆိုတာမျိုးကိုအရင် site ကိုမရစေခြင်းဘူးပေါ့เนาะဆိုတော့အဲ ADHD ရှိတာကိုဘယ်လိုသိရမလဲဆိုရင် तू ကအဲ့ဒါ assessment တွေလုပ်ရတာ clinic တွေမှာဒါကိုသိကျွမ်းတဲ့တတ်တဲ့ဆရာဝန်တွေကပဲစစ်ပေးရတာဖြစ်တယ်ဒီလိုမျိုးခန့်မှန်းပြီးတော့ဒီလိုဆိုင်းဖြစ်ရင်ဒါပဲဆိုပြီးတော့ပြောလိုက်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးပေါ့เนาะအထူးသဖြင့် mild ဖြစ်တဲ့လူတွေရှိတယ် mild ဖြစ်တဲ့ means ဟိုပပလေးပဲပေါ့เนาะအများကြီး ADHD level တအားကြီးမျက်နှာမဟုတ်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်တာမန် focus နည်းနည်းလေးမမိတာမျိုးလည်းဖြစ်နိုင်တယ်အကြီးမဟုတ်ဘူးပေါ့နော်ဒီအကြောင်းကိုတော့ကျမကရေးရေးလဲလဲ မရှင်းပြနိုင်ဘူးပေါ့เนาะအဓိကက ADHD နဲ့ဖြစ်တဲ့လူနဲ့ပတ်သက်ပြီးတော့ကျမရဲ့အတွေ့အကြုံလေးကိုအာဒီဝေမျှတဲ့သဘောပဲဖြစ်ပါတယ်เนาะအဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်เนาะလာမယ့်ဒီဇင်ဘာရဲ့6ရက်နဲ့9ရက်မှာ Mastering Emotional Intelligence ဆိုပြီးတော့ course လေးတစ်ခု လုပ်သွားဖို့ရှိပါတယ်အစင်ရှိရှိလူရည်လဲလဲလို့မြန်မာလိုနာမည်ပေးထားတဲ့ emotional intelligence ်ခော့စ်လေးဖြစ်ပါတယ်။နှစ်ရက်ကြာမယ်တရက်မှတစ်နာရီခွဲနဲ့စုစုပေါင်းသုံးနာရီပတ်ဝန်းကျင်လောက်ကြာပါမယ်ပေါ့နော်။ပြီးသွားရင်လည်း recorded video ပေးပါမယ်။ emotional intelligence ဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုယ့်အကြောင်းကိုယ်ဘာလို့ခြင်းလဲကိုယ့်ရဲ့ passions ကိုယ့် goals ဒါမျိုးတွေကိုကိုယ့်ဟာကိုယ်တိတက်နားလဲခြင်းနဲ့အဲ့ဒီအကြောင်းအရာတွေကိုပဲတစ်ဖက်လူစီမှာလဲတိတက်နားလဲခြင်းအပြင်ပေါ့နော် လူမှုဆက်ဆံရေးတွေမှာပေါ့နော်လူမှုဆက်ဆံရေးနောက် professional ဆက်ဆံရေးတွေမှာ ကိုဖြစ်စေခြင်းတဲ့အရာကိုအောင်အောင်မြင်မြင်လှုပ်လာနိုင်တဲ့အာဒီ skill တစ်ခုဖြစ်တယ်ပေါ့ emotional intelligence ကအမှန်တော့ဟို talent လို့လည်းပြောလို့ရတယ်လူတစ်ယောက်မှာသူ့အတူပင်ကိုပါလာပြီးသားအရည်ချင်းတစ်ခုလည်းဖြစ်နိုင်တယ်ဒါပေမဲ့မပါခဲ့ရင်ရောပေါ့မပါခဲ့ဘူးဆိုလို့ရှိရင် it can be learned emotional intelligence learn လုပ်လို့ရတယ်မပါတာတစ်ခုကို skill တစ်ခုအနေနဲ့ develop လုပ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီလုပ်တဲ့ process ဖြစ်စဉ်နဲ့ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေကို case studies တွေအများကြီးနဲ့ဒီ course မှာပြောသွားမှာဖြစ်ပါတယ်။လူတအူးစီကိုပုံမှန်ဈေးကတသိန်းခွဲပေးရမှာပါ။အခုဒီ October လအတွင်းမှာ October လ ကုန်နောက်ဆုံးရက်ထိအထိကို3200နဲ့ extended promotion လေးပေးထားတယ်။နော် November ကနေပြီးတော့တင်တန်းလုပ်တဲ့ December 6ရက်အထိကအဲ့ကြားထဲမှာအဲ့ရင်နော်3000ခွဲနဲ့အရမှာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့စိတ်ဝင်စားရဆိုရင်ကျမရဲ့လုပ်ငန်း page ဖြစ်တဲ့သူမကိုချင်း Facebook page ကိုပဲဖြစ်ဖြစ် Telegram channel ကိုပဲဖြစ်ဖြစ်ဆက်သွယ်မိမြန်စုံစမ်းနိုင်ပါတယ်။အခုလိုမျိုးအဆုံးထိနားထောင်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။